Expert me with Yamasi series ထဲကမင်းသားနှစ်လက်အကြောင်းလက်တော်မှာတော့131ကပြတ်တာတဲ့ Expert me with Yamasi ဆိုတဲ့ခေါင်းလေးကပြည်သူတွေအကြိုက်နဲ့တော်တော်လေးကိုက်ညီနေတာကြောင့် Tiny List ထဲမှာဝင်နေပါတယ်ဒီ series ထဲမှာတော့ထိုင်းနိုင်ငံရဲ့လူသိများတဲ့မင်းသားနှစ်ယောက်ကအဓိကနေရာမှာပုံရိပ်ကူထားတဲ့အတွက်ကြောင့်စိတ်ဝင်စားမှုအတော်လေးမြင့်တက်နေတဲ့ခေါင်းလေးဖြစ်ပါတယ်ဒီ series ထဲမှာတော့မင်းသားတော်နဲ့ဂျီနာတို့ပါဝင်ထားပါတယ်ရှင်မင်းသားတော်ကို1994ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာမူဖွားခဲ့ပါတယ်နာမည်အရင်ကတော့တော်တနတ်ပေါ်ဖြစ်ပြီးတော့တော်အဖြစ်လူသိများပါတယ် ်တိတသမရှင်ကမီတာရှိတဲ့အတွက်ကြောင့်မလို့ခြေတန်းရှိရှိလေးနဲ့မိမိုက်တဲ့မျက်နှာတက်လက်ဖြစ်တဲ့အပြင်မော်ဒယ်လည်းဖြစ်ပါသေးတယ်။၂၀၁၃ခုနှစ်အနုပြန်လောကကားကိုစတင်ဝင်လာဖြစ်ပြီးတော့ Man of Vengeance စက်စစ်နှလုံးသားဆိုတဲ့ကားလေးနဲ့သူ့ကိုမြန်မာပြည်သက်တီကတည်ကြပါတယ်။ မြန်မာဂျင်လာကိုတော့1996ခုနှစ်ဩဂတ်လ28ရက်မှာမူဖွားခဲ့တာဖြစ်ပါတယ်။နာမည်ရင်းကတော့ဂျေလာခရစ်စတန်ပွန်ဖြစ်ပြီးတော့ဂျေလာဓမ္မမောက်ကြီးကြီးအဖြစ်လူသိများပါတယ်။တည်သမာ10မီတာရှိတဲ့မြန်မာတယောက်ဖြစ်ပြီးမော်ဒန်နဲ့အစိုးပိုင်းတွေကိုပူတဲလောက်ကိုင်ပါတယ်။နောက်ဆုံးကထွက်ရှိခဲ့တဲ့ GN Fishing နဲ့လူသိများလာခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ထိုင်းနိုင်ငံရဲ့အမျိုးသားတယောက်ဆောင်ကောင်းနေတဲ့မှာတော့တယောက်အဖြစ်ရက်ကြီးလျက်ရှိပါတယ်ရှင်။